မင်္ဂလာပါဒီနေ့မနက်မှာလည်းဘုရားခင်ရဲ့နောက်ဘက်တော်ကိုကျွန်တော်တို့တို့တကွာကျန်လေးစင်ချင်ကောင်းရတော့မှာဖြစ်ပါတယ်127ချီမြောက်တော်စာလံပိုင်ငယ်တုံးတင်းဤခြေကိုချော်စေခြင်းကအခွင့်ပေးတော်မူတင့်ကိုစောင့်တော်သည်အိတ်တော်မူဒီစာလံကျမ်းကိုတော့ဒါဝိမင်းကြီးကရေးသားခဲ့တာဖြစ်ပါတယ်ဘုရားခင်ရဲ့ကွယ်ကာခြင်းစောင့်ရှောက်ခြင်းကိုဖော်ပြထားတဲ့အရာဖြစ်ပါတယ်ဒါဝိမင်းကြီးကဘုရားခင်ကိုဘယ်လိုယုံကြည်လဲဆိုရင် သူ့ရဲ့ခြေကိုချော်စီခြင်းကအခွင့်မပေးဘူးလို့ယုံကြည်တာဖြစ်တယ်။သူ့ကိုစောင့်တဲ့သူကတော့ဘယ်တော့မှအိတ်တော်မမူတဲ့သူဖြစ်တယ်။ဖျားရခင်ကိုသူကဘယ်လိုယုံကြည်သားလဲဆိုတော့ဖျားရခင်ကသူ့ကိုဘယ်တော့မှခြေချော်ခြင်းကအခွင့်မပေးဘူး။သူ့ကိုစောင့်ကြည့်တဲ့သူကလည်းငိုက်မီအိတ်ပြောခြင်းမရှိဘူးလို့ပြောထားတာဖြစ်ပါတယ်။ဆိုတော့ဒါဝိနေနဲ့အမားလုပ်ခဲ့ပါတယ်။မာယွန်းနဲ့ယာယီလည်းရှိခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ယုံကြည်ခြင်းကတော့ဖျားရခင်ကတော့သူ့အပေါ်မှာဘယ်တော့မှ အမားမလုပ်ဘူးလို့ယုံကြည်ခြင်းဖြစ်ပါတယ်။ဒါဝိမင်းကြီးကိုစောင့်ကြည့်နေတဲ့ဖခင်ကတကူးရှင်ဖခင်ဖြစ်တယ်လို့ပြောနေခြင်းဖြစ်ပါတယ်။ဖခင်ရဲ့ဖြစ်ခြင်းကတော့ဖခင်မှာအိမ်ငှိုက်ခြင်းဆိုတာမရှိပါဘူး။ဖခင်တခင်မှာစင်စားခြင်းဆိုတာလည်းမရှိပါဘူး။ဘာလို့လဲဆိုတော့ဖခင်တခင်ကသာရတကူးရှင်ဖခင်ဖြစ်လို့ပဲဖြစ်ပါတယ်။အဲ့ဒီဖခင်ရဲ့အခွင့်မရှိဘူးဆိုရင်ဘာမှလုပ်လို့မရဘူး။ဖခင်တခင်ရဲ့အခွင့်မရှိပဲဒီနေ့ကျွန်တော်တို့အသက်တစ်ခါရှူဖို့ မတတ်နိုင်ဘူးဒီနေ့ဘုရားသခင်ရဲ့အခွင့်မရှိဘဲကျွန်တော်တို့အသက်ရှင်လို့မရဘူးဘုရားသခင်အခွင့်ပေးထားလို့ရာနေ့ရက်တိုင်းမှာအသက်ရှင်သွားလာနေရတာဖြစ်ပါတယ်ရှင်မတဲ့ခရစ်ဝင်ကျမ်းခန်းကြီး30အငယ်29မှာသင်တို့အဘအခွင့်မရှိရင်ထိုစာငတ်တကောင်များညီတို့မကြရဘုရားသခင်ရဲ့အခွင့်မရှိဘူးဆိုရင်စာငတ်တကောင်တော့ညီပေါ်တော့ကြခွင့်မရှိဘူး တရိတ်ဆန်တခေါင်းတော့မှဖခင်ရဲ့အခွင့်မရှိဘဲဘာမှလုပ်ပိုင်ခွင့်မရှိဘူးလို့ပြောနေခြင်းဖြစ်တယ်။ဒီကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့ဖခင်ကအရာအားလုံးကိုတည်တယ်ဖခင်။အရာအားလုံးကိုထိန်းချုပ်ထားတဲ့ဖခင်ဖြစ်ပါတယ်။ဘုကမဲတော်ဖခင်ရဲ့အခွင့်မရှိဘူးဆိုရင်ကျွန်တော်တို့လည်းဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ဒါဝိရလည်းသူယုံကြည်တဲ့အရာကတော့ဖခင်တခင်ကတော့သူ့ကိုဘယ်တော့မှခြေချော်ခြင်းကအခွင့်မပေးဘူး။သူ့အတ္တထဲမှာဖခင်တခင်ဘယ်တော့မှအမှားမလုပ်ဘူးလို့ယုံကြည်ထားခြင်းဖြစ်တယ်။ဒီနေ့တင်တဲ့ကျွန်တော်ရဲ့အတ္တထဲမှာလည်း ကျောင်းနေနဲ့ခြေကျော်လက်ချော်ဖြစ်ခဲ့တဲ့အရာအများကြီးကောင်းရှိမယ်။လူတိုင်းအမားလောက်ကြတယ်ဒါပေမဲ့လေဘုရားသခင်ကတော့ဒီနေ့ကျွန်တော်တို့ကိုဘယ်တော့မှအမားမလုပ်ဘူး။ဘုရားသခင်ကတော့ကျွန်တော်တို့ကိုဘယ်တော့မှခြေကျော်ခြင်းကအခွင့်မပေးတဲ့ဘုရားဖြစ်ပါတယ်။သင်နဲ့ကျွန်တော်ရဲ့အတ္တထဲမှာလေဘုရားသခင်အခွင့်ပေးလို့ဒါအသက်ရှင်နိုင်တာဖြစ်ပါတယ်။ဘုရားသခင်ကစာငတ်တကောင်တော်မှအခွင့်မရှိဘူးဆိုရင်မျိုးမှာကြောက်ခွင့်မရှိတယ်လို့ဒီတိရစ္ဆာန်တော်မှဘုရားသခင်ကဘယ်လောက်ထိ serious ထားလဲ။ ဘုရားရှင်ကတရိတ်ဆန်တကောင်တော်မှဘုရားရှင်အခွင့်မရှိဘာမှလုပ်လို့မရဒီနေ့တင်းနဲ့ကျွန်တော်ကဘုရားရှင်ရဲ့ပုံလနဲ့အတူဖန်ဆင်းခြင်းကိုခံရတဲ့သူဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကတန်ဖိုးရှိတဲ့လူဖြစ်တယ်အဲ့တန်ဖိုးရှိတဲ့လူကိုစောင့်ကြည့်နေတဲ့လူကလည်းဖန်ဆင်းရှင်ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ကိုနေ့ရက်တိုင်းမှာစောင့်ကြည့်တဲ့ဘုရားနေ့ရက်တိုင်းမှာကြွယ်ကာတဲ့ဘုရားရှိလို့ဒါဒီနေ့ကျွန်တော်တို့အနေနဲ့အသက်ရှင်ကျန်းမာနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝင်ထွက်ထက်သက်တိုင်းကဘုရားရှင်ရဲ့ ခွင့်ပေးတာချင်းကြောင့်တော့ဖြစ်ပါတယ်။ဘုရားသခင်အခွင့်မရှိဘူးဆိုရင်ကျွန်တော်တို့လည်းဘာမှလုပ်လို့မရဘူး။ဒါမှမဟုတ်ဒါဝိမင်းကြီးကစာနေ23မှာဗာပြောလဲဆိုအကယ်၍တေမင်းဤအရွိတ်လွန်မှုတော်ခြိုက်နေလို့ရှောက်တွားရတော်လေ။ဘေးရန်တရေကိုမကြောက်ပါ။အเจ้าမူကားကိုတော်ဒီအကျွန်ုပ်နဲ့တူရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နဲ့တောင်ဝေးတော်ဒီအကျွန်ုပ်ကိုချမ်းသာစေပါ၏။သူ့အနေနဲ့တေမင်းဤအရွိတ်လွန်မှုတော်ခြိုက်နေလို့ရောက်တွားတော်များလဲ။ ဘေးရန်တည်းကိုမကြောက်ဘူးလို့ပြောနေခြင်းဖြစ်ပါတယ်။တိမင်းရဲ့အယိတ်လက်မိုးတဲ့နေရာဆိုတာအင်တာမကြောက်ဖို့ကောင်းပါတယ်။လူတယောက်အနေနဲ့ကြောက်ဆုံးရာဘာဖြစ်မလဲဆိုရင်တော့တည်ခြင်းပဲဖြစ်ပါတယ်။အန်ဒီနဲ့ကြုံလာခြင်းမှာလူတိုင်းကကြောက်ကြပါတယ်။တိမင်းရဲ့ဆာလင်စရာဘာပြောလဲဆိုတော့ကိုရော်တာကျွန်ုပ်နဲ့အတူရှိတယ်ဆိုရင်ကျွန်တော်အနေနဲ့ဘာမှကြောက်ရွံ့ခြင်းမရှိပါဘူး။ကိုရော်ကကျွန်တော်ကိုအသက်ချမ်းသာစေမယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေဘုရားသခင်ကယေရှုခရစ်တော်အားဖြင့် သာရနဲ့ဆက်ဆိုင်တဲ့ຢာကိုပေးခဲ့ပါတယ်။အဲ့ຢာကတော့သာရအသက်ဖြစ်ပါတယ်။ကျွန်တော်တို့သာရအတွက်လုံခြုံစိတ်ချခြင်းဆိုတဲ့အရာကိုခရစ်တော်အားဖြင့်ပေးခဲ့ပြီးဖြစ်ပါတယ်။အေးကျွန်တော်တို့နေထိုင်နေတဲ့လောကကြီးထဲမှာလည်းယားရခင်ကအများနဲ့ကျွန်တော်တို့စောင့်ကြည့်နေတဲ့ဘုရားဖြစ်တယ်။ကျွန်တော်တို့အနေနဲ့တေမင်းဤအကြိတ်လွန်မိုးတဲ့ခြိုက်ခွဲတို့ရောက်တော့တော့လဲဘုရားခင်ကကျွန်တော်တို့ကိုပယ်တော်မှာချေချော်ခွင့်မပေးပါဘူး။ဘုရားခင်ကပဲကျွန်တော်တို့ကိုအဲ့ဒီခြိုက်ဝန်းထဲမှာပဲကယ်တင်ပြီးတော့လမ်းပြမဲ့သူဖြစ်ပါတယ်။ ဒီလောကကြီးမှာနေတဲ့အချိန်မှာကျောင်းနေတဲ့အခက်ခဲတွေပြဿနာတွေရင်ဆိုင်ကြုံတွေ့နေရတဲ့အရာတွေအများကြီးရှိပါတယ်။ဒုက္ခဆင်းရဲတွေအသက်အန္တရာယ်နဲ့ဆိုင်နေရတယ်။တွေ့ကြုံကောင်းတွေ့ကြုံနိုင်ပါတယ်။ဒါပေမဲ့ကိုရောနဲ့အတူရှိခြင်းဟာကျွန်တော်တို့ကိုအဲ့ဒီဒုက္ခတွေပြဿနာတွေကနေလွတ်ငြိမ်းတော့လမ်းကိုပို့ဆောင်ခြင်းဖြစ်ပါတယ်။ကိုရောနဲ့အတူရှိခြင်းကပဲကျွန်တော်တို့ကိုအရာအားလုံးကနေလွတ်မြောက်စေတာဖြစ်တယ်။ကိုရောနဲ့အတူရှိခြင်းကပဲကျွန်တော်တို့တက်တာထဲမှာငြိမ်သက်ခြင်းဆိုတဲ့အခွင့်ကိုရရှိတာဖြစ်ပါတယ်။ ကိုရောနဲ့အတူရှိခြင်းကမယ်ကောင်းကြီးမင်္ဂလာကိုဖြစ်စေတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့ဘုရားကတကောရှင်ဘုရားဖြစ်တယ်။ယုံကြည်သူအယောက်ချစ်စရာရဲ့အတ္တသားထဲမှာဘုရားခင်ဘယ်တော့မှခြေကျော်ခြင်းကအခွင့်မပေးပါဘူး။ကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေပြဿနာတွေကတာ၍ကျွန်တော်တို့တတ်တာထဲမှာကြီးထွားခြင်းချက်ပြီးတော့ကိုရောနဲ့တဒံတူလာဖို့ယေရှုခရစ်တော်နဲ့တာ၍တဒံတူလာဖို့ရန်ဖြစ်ပါတယ်။ အဲ့ဒီအခက်ခဲတွေထဲကနေပဲဘုရားရှင်ကျွန်တော်တို့ကိုတုံတင်လမ်းပြမဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအခက်ခဲတွေအားဖြင့်ကျွန်တော်တို့ရဲ့တက်တာထဲမှာကိုရောရဲ့ဘုံကိုတာ၍ထင်ရှားစေမှာဖြစ်ပါတယ်ကျွန်တော်တက်တာထဲမှာအခက်ခဲတွေမရှိဘူးအများတိုင်းပဲအဆင်ပြေနေမယ်ဆိုတော့ကိုရောရဲ့ကြွယ်ကားခြင်းကိုရောရဲ့စောင့်ကြည့်ခြင်းကိုရောရဲ့လမ်းပြခြင်းကိုကျွန်တော်တို့လည်းဘယ်လိုမြင်နိုင်မလဲဒီနေ့အဲ့ဒီအခက်ခဲတွေပြဿနာတွေရပဲဘုရားရှင်နဲ့တာ၍နှီးစေတာဖြစ်တယ်ကိုရောနဲ့တာ၍တဒံတူစေတာဖြစ်ပါတယ် ိုရောရဲ့ဘုံတော်ကိုတာ၍ထင်ရှားစေတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တက်တာထဲမှာကျုံတွေ့လာရတဲ့အခြေအနေတိုင်းကကိုရောရဲ့ဘုံတော်ကြောင့်ဖြစ်ပါတယ်။ကိုရောအခွင့်ပေးထားခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့ဘုရားရှင်ကကျွန်တော်တို့ကိုပါရနဲ့ဆက်ဆိုင်တဲ့လုံခြုံစိတ်ချခြင်းပေးခဲ့တယ်လို့ပဲဒီနေ့လောကကြီးမှာနေတဲ့အချိန်မှာလည်းဘုရားရှင်အသက်ရှင်ခွင့်ပေးတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကိုရောရဲ့ဘုံတော်အသက်ရှင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဖိလိပ္ပိဩဝါဒစာခန်းကြီး1အငယ်27မှာ အသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်တည်လင်မှုကတာ၍အကျိုးရှိ၏ရှင်ဘောလုကိုယ်တိုင်ရည်တမ်းထားတဲ့ကြံပိုက်ဖြစ်တယ်ရှင်ဘောလုရဲ့အသက်ရှင်ခြင်းအရာမှာခရစ်တော်အတွက်ဖြစ်တယ်သူ့အနေနဲ့တည်ထွားရင်တော့မှတာ၍ကောင်းတယ်လို့ရည်ထားခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတိုင်းရဲ့ဂိုးကဘာလဲလို့ပြောမယ်ဆိုရင်တော့လောကကြီးမှာဘုရားသခင်အခွင့်ပေးထားတဲ့ချိန်အသက်ရှင်ခွင့်ပေးထားတဲ့ချိန်မှာကျွန်တော်တို့အသက်ရှင်တဲ့အရာကတော့ခရစ်တော်အတွက်ဖြစ်ရမယ်ခရစ်တော်အတွက်အစေခံရမယ်ခရစ်တော်ရဲ့နောက်လိုက်ရမယ်ခရစ်တော်ရဲ့ဘုန်းကိုတာ၍ထင်ရှားစွာ သက်ရှင်ဖို့ရန်ဖြစ်ပါတယ်။ဒါကြောင့်မို့ဘုရားသခင်ကလောကကြီးမှာအသက်ရှင်ခွင့်ပေးထားရဆိုရရည်ရွယ်ချက်ရှိပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်သူတိုင်းရဲ့ရည်ရွယ်ချက်ကတော့ခရစ်တော်ဘုရားနဲ့တာ၍တန်တူဖို့ဖြစ်တယ်။ဘုရားသခင်ရဲ့ဘုန်းကိုချင်ရှားစေဖို့ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ချီးမွမ်းရမယ့်အရာကတော့ကျွန်တော်တို့ကိုဘုရားသခင်ကပျက်စီးစေခြင်းကအခွင့်မပေးထားခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့တင်းနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလဲပြန်ကြည့်လိုက်တိုင်းမှာ ကိုရောရဲ့တစ္ဆာရှိခြင်းကိုရောရဲ့ကောင်းမြတ်ခြင်းကိုရောရဲ့ချစ်ခြင်းကိုပဲကျွန်တော်တို့အနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကိုမတော်မရောက်ခြင်းသည်ဒီနေ့တင့်ကိုစောင့်ကြည့်နေတဲ့ဘုရားကအသက်ရှင်နေဘုရားဖြစ်ပါတယ်။ဘုံတို့ကိုနဲ့ပြည့်စုံပြီးတော့တင့်ကိုကွဲကါဆောင်မတဲ့ဘုရားဖြစ်ပါတယ်။တင့်ကိုခြေချော်ခြင်းကအခွင့်မပေးတဲ့ဘုရားဖြစ်ပါတယ်။တင့်နေနဲ့လှုပ်ဆောင်အမယ့်အရာတစ်ခုကဘုရားကင်ပေးထားတဲ့အခွင့်အချင်းကမှာကိုရောရဲ့ဘုံတော်အတွက် အသက်ရှင်လျှောက်လန်းဖို့ယဝေငှလိုတာဖြစ်ပါတယ်။ကျမ်းသာသူရောက်ကြည့်တဲ့အချိန်ဖျားရှင်တားယူကောင်းချီးပေးပါစေ။